မွေးကင်းစားသမီးငယ်လေးကိုသပင်အတုတက်ပြီးပဲများနေလို့လူပြောများနေပြန်တဲ့နေနေခင်ဆောင်ပရိသတ်များလုံးမင်္ဂလာပါရှင့်ဗောင်မီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်။နာမည်ကြီးအစိုးရနေနေခင်ဆောင်ကတော့ကိုဝင်ဆောင်စိန်မှာဘိုက်ကြီးတစ်လုံးနဲ့အပေပြင်းတွန်းခဲ့တယ်လို့ရတ်ကြော်ရွာကြော်ပွဲစုဖြစ်ခဲ့တယ်လို့အခုသမီးလေးမွေးလာချိန်မှာလည်းသပင်အတုတက်ပြီးရှိုးထုတ်နေရကြောင့်ဝေဖန်ခံနေရပါတယ်။ အားလုံးသိကြတဲ့အတိုင်းနီနီခင်းစောဆိုတာအနုပညာလောကမှာအောင်မြင်တဲ့ထိတ်တန့်အမျိုးသမီးအစိုးရတဦးဖြစ်တယ်လို့ထမ်းမြတ်တဲ့အရေးချင်းကိုပိုင်ဆိုင်ထားတဲ့သူပါအထူးသဖြင့်နီနီခင်းစောကအနုပညာထဲလန့်ရှိသူတဦးဖြစ်ပြီးတော့အိမ်မက်ကာယန်ဆိုတဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးမျိုးစိကရုပ်ရှင်ကိုဖန်တီးနိုင်ခဲ့တဲ့သူဖြစ်ပါတယ် ဒီလိုမျိုးအနုပညာအရေးချင်းအပြေအဝရှိတဲ့နေနေခင်စောကကိုဝင်ဆောင်စင်မှာတော့အနေထိုင်မတက်လို့လူပြောများနေကြတာဖြစ်ပါတယ်။မြမလူမျိုးတွေရဲ့အယူအဆရမှာတော့ကိုဝင်ဆောင်တဲ့မိနေတဲ့တွေဟာဗိုက်တဲကကလေးလေးတခုခုဖြစ်မှာဆိုလို့ငြိမ်သက်စွာနေရပါတယ်။ဒါပေမဲ့အစိုးရနေနေခင်စောကတော့ဒီလိုမဟုတ်ပါဘူး။နေနေခင်စောကအစောပိုင်းမှာကလေးကဘိုက်တလုံးနဲ့လာခေါ်သမျှရှိုးပွဲတွေကိုမနာနဲ့လိုက်လေတီးဆိုဖျော်ဖြေနေခဲ့ပါတယ်။ ပရိသတ်တွေကတော့ဒီလိုမျိုးနေနေခင်းစော်တယောက်အစူညံတန်တွေများလုံးနဲ့ stage show ပွဲတွေမှာတီးဆိုနေရကြအောင်ဘိုက်ထဲကကလေးလေးထိခိုက်မှာကိုစိတ်ပူကြသလိုနေနေခင်းစော်တယောက်အမေရိကန်နိုင်ငံမှာမွေးလာလို့မြန်မာနိုင်ငံမှာတချင်းမနာတန်းဆိုနေရသလားဆိုပြီးတော့မေးခွန်းထုတ်ကြတဲ့အထီးပါပဲဒါအပြင်နောက်ထပ်လူပြောစရာဖြစ်ရတဲ့အချက်ကတော့နေနေခင်းစော်က TikTok မှာဘိုက်ကြီးကိုပြူးနေအောင်ဖော်ပြီးတော့အပီပြင်ကလေးရှိပါတယ်ဒါကြောင့်တချို့သောလူတွေကဆိုရင်ကလေးထွက်ကြတော့မယ်လို့တောင်စားနောက်နေကြသလိုနေနေခင်းစော်နေနဲ့အဆက်ကုန်သိခါမရှိပဲ ဲဒီလိုမျိုးကပြနေလို့ဝေဖန်ခံနေကြရတာပါဒီလိုမျိုးဝေဖန်ခံရမှုတွေကိုနီနီခင်စောဘက်ကသူမကကလေးကချင်းချင်းတက်လို့ကရတာပါဆိုပြီးတော့ဖြည့်ရှင်းချက်ထုတ်လာခဲ့ပါတယ်ဒါပေမဲ့ဘိုင်ကြီးတလုံးကိုဖော်ပြီးတော့နန်းနန်းတက်အောင်ကနေနီနီခင်စောရဲ့အပြုအမူတွေကလူတွေမျက်စိစပင်မွေးစူးစရာပဲဖြစ်ပါတယ် ဒီကနေ့လာမှာတော့မမွေးခင်နောက်ဆုံးရက်အထိတစ်တော့မှာတွန်းကနေခဲ့တဲ့နိနိခင်စောကတမရဲ့ရင်သွေးလေးမိန်းကလေးသမီးလေးကာယံကိုမွေးဖွားနိုင်ခဲ့ကြအောင်အတည်ပြုလာခဲ့ပါတယ်။ဒီလိုနဲ့ပဲသမီးလေးတလားပြည့်မွေးနေ့မှာနိနိခင်စောကခင်ပွန်းတဲ့နဲ့အတူသမီးလေးကိုခြိပြီးတော့တကူကြီးဖျားကြီးရွှေတကုံစီတီတော်ကိုသွားရောက်ခဲ့ကြအောင်ပရိသတ်တွေကိုဓာတ်ပုံလေးတွေနဲ့အတည်ပြုလာခဲ့ပါတယ်။ဒါပေမဲ့ဓာတ်ပုံထဲမှာတော့နိနိခင်စောကမွေးထားတာတလားတသာရှိသေးတဲ့သမီးလေးကိုစပင်အတုတွေတက်ပေးပြီးတော့ ှိုးထုတ်နေရကိုမြင်တွေ့ခဲ့ရပါတယ် ဒါကြောင့်လေလူတွေကတော့နေနေခေစောကရှိုးထုတ်ပဲများဖို့အတွက် မွေးကင်းစသမီးလေးကိုဂယုမဆိုင်ပင်သပင်အတူတက်ပေးရဆိုပြီးတော့လူပြောများနေရပါနေနေခေစောကဗိုက်ကြီးနေစင်မှာလေလူတွေအမြင်ကဲ့အောင်တွန်းပြခဲ့သလိုအခုလည်းမွေးကင်းစကလေးလေးကိုသပင်တက်ပြီးတော့ပဲများနေခဲ့တာဖြစ်ပါတယ်လူတွေကတော့နေနေခေစောကအခုကလေးကိုသပင်တက်တာကသူမအနေနဲ့ကလေးအတွက်မထိခိုက်စေမှန်းသိလို့တက်ပေးတာဖြစ်နေကြောင်းဆရာဝန်တယောက်ဖြစ်လို့ကျမ်းမာရေးဗဟုသုတအပြည့်ရှိတဲ့နေနေခေစောအနေနဲ့ကလေးထိခိုက်မဲ့အရာကိုလုံးဝမဟုတ် သလိုလူတွေအနေနဲ့အပြစ်မပြောသင့်ဘူးလို့တချို့ကထောက်ပြကြပါတယ်။ဘာပဲဖြစ်ဖြစ်မြန်မာလူမျိုးတွေကတော့ကိုဝင်ဆောင်ကလေးမွေးရင်ငြိမ်သက်စွာတည်ငြိမ်စွာနဲ့နေတတ်ကြပေမယ့်နေနေခင်ဆောင်ကတော့မိခင်မပြီးသားပဲတွန့်နေခဲ့ရကြောင်းလူပြောများခဲ့တာဖြစ်ပါတယ်။အခုပရိသတ်တွေကရောကလေးငယ်လေးကိုသပင်တူးတက်ပေးလို့လူပြောများနေရဲ့နေနေခင်ဆောင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးနဲ့ချီရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။